ချစ်တော်မိတ်ဆွေပေါင်းတို့မင်္ဂလာပါမင်္ဂလာရှိတဲ့နေ့ရက်တပံဘုရားသခင်ပြင်ဆင်ပေးတဲ့အခါမှာအဲ့ဒီအတွက်ဝါမြောက်ကြရအောင်မိတ်ဆွေပေါင်းတို့ဘုရားသခင်ကကျွန်တော်အားလုံးပေါ်မှာကောင်းမြတ်တဲ့ဘုရားဖြစ်တဲ့ကရုဏာတော်မကုံဆုံးပဲနဲ့ယနေ့ထိသင်ကိုချစ်တယ်လို့ကျွန်တော်ကိုလည်းပဲချစ်တယ်သင်ကိုကွယ်ကာပေးတယ်လို့ကျွန်တော်ကိုလည်းပဲကွယ်ကာပေးတဲ့ဘုရားဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ကျွန်တော်အားလုံးကဆိုရှင်ဘုရားကိုအမြဲတမ်းပဲမျက်မှောက်ပြုပြီးတော့အသက်ရှင်ဖို့ရန်အတွက်ဒီနေ့နှုတ်ကပတ်တော်အားဖြင့်ခံယူကြရအောင်ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒီနေ့ပေးသွားမယ့်နှုတ်ကပတ်တော်တော့ဘုရားသခင်ဤတပါးတည်းသောသားတော် ီနေ့ဘုရားသခင်ရဲ့တပါးတီတော်သားတော်လို့ပြောတဲ့အခါမှာယေရှုခရစ်တော်ဖြစ်ပါတယ်။ဘုရားသခင်ရဲ့တပါးတီတော်သားတော်ကိုယုံကြည်တဲ့သူပေါင်းကပျက်စီးခြင်းတို့လည်းမရောက်ဘူး။ဘာကြောင့်လဲပျက်စီးခြင်းတို့မရောက်ဖို့ရန်အတွက်ကျွန်တော်အတွက်အသက်အာမခံနေတဲ့ယေရှုခရစ်တော်ကဒီကမ္ဘာလောကမှာကျွန်တော်အတွက်အသက်ဆွန့်ပြီးတော့ကျွန်တော်ကိုကယ်တင်ခဲ့တာဖြစ်တယ်။အဲ့ဒီနေ့ဘုရားသခင်ရဲ့သားတော်ကိုကျွန်တော်အားလုံးကယုံကြည်ဖို့ရန်အတွက်အလုံးမပင်ယေကြည်တယ်။ဘုရားကိုယုံရင်ကျွန်တော်အားလုံးကလည်းပဲရရှိမဲ့စုကျေစုစုလက်ဆောင်တကယ်ပဲကျွန်တော်ရရှိမဲ့ကောင်းချီးမင်္ဂလာကဆိုရှင် လက်ချိုးရစ်တွက်လို့မကုန်နိုင်ဘူး။ဖျားပေးတဲ့စုကျေးစုကထာဝရသက်ဖြစ်တယ်။ဒီနေ့ချစ်တဲ့မိတ်ဆွေပေါ့နော်။ဒီနေ့ခရစ်တော်တပါးဒီကိုတာလျင်ကျွန်တော်ကတို့ရှင်ယုံကြည်ရမှာဖြစ်တယ်။ခရစ်တော်တပါးဒီတာလျင်လောကကိုအောင်နိုင်တဲ့ဖျားဖြစ်တယ်။သေခြင်းမှန်ကိုအောင်နိုင်တဲ့ဖျားဖြစ်တယ်။အသက်ပေးတော်မူတဲ့ဖျားဖြစ်တယ်။ဒီနေ့ဒီဖရာသခင်ကတော့ချင်းကဘာမိုးမြေဆက်ကြဝရကိုဖန်ဆင်းတော်မူသောဖရာအဲ့ဒီဖရာသခင်ကခရစ်တော်ဖရာတပါးဒီဖြစ်ပါတယ်မိတ်ဆွေပေါင်းတို့ဒါကြောင့်ဒီနေ့ခရစ်တော်ဖရာတပါးဒီကိုသာကျွန်တော်အားလုံးက လူသားမျိုးနွယ်အလုံးကယုံကြည်ဖို့ရန်အတွက်အလုံးမပင်ရည်ကြည်ပါတယ်။ကမ္ဘာပေါ်မှာရှိတဲ့အခြားမြေသိအမည်နာမအဖြစ်များကျွန်တော်တို့ကဘယ်နာမမှမကက်တင်နိုင်ဘူးချစ်တဲ့မိတ်ဆွေပေါင်းတို့ခရစ်တော်ရဲ့နာမမှလွဲပြီးတော့ကဲတင်နိုင်မဲ့နာမဘယ်သူမှမရှိဘူးချစ်တဲ့မိတ်ဆွေပေါင်းတို့ဒါနဲ့ခရစ်တော်သားရင်ကျွန်တော်ကိုကဲတင်နိုင်မဲ့ဖရားဖြစ်ပါတယ်။ဒါကြောင့်ခရစ်တော်ဘုရားသခင်ကတော့ရှင်ကျွန်တော်ကိုကဲတင်မဲ့ဖရားကျွန်တော်ရဲ့သူ့ရဲ့နာမတော်ကဘလောက် မြင့်မြတ်တယ်ဒါကြောင့်တမန်တော်ဝိထုခန်းကြီး၄ပိုက်ငယ်၁၀နှစ်ပိုက်ငယ်၁၀နှစ်ကိုကြည့်တဲ့အခါမှာတမန်တော်ဝိထုခန်းကြီး၄ပိုက်ငယ်၁၀နှစ်ကိုကြည့်တဲ့အခါမှာထိုသခင်ဤနာမမှတပါငါတို့ကိုကဲတင်နိုင်သောနာမတစုံတစ်ခုမြတ်ကောင်းကင်အောက်လူတို့တွင် မပေါ်မရှိဟု ပေတရုသည်ထိုသူတို့အားမွဲ့ဆို၏မှန်ပါတယ်ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒီနေ့ကျွန်တော်အားလုံးလောကမှာကျွန်တော် စီးကပ်နေတဲ့အရာတွေကိုးကွယ်နေတဲ့အရာတွေယုံကြည်နေတဲ့အရာတွေအားလုံးကကောင်းကင်အောင်မြေကြီးပေါ်မှာเนาะကောင်းကင်အောင်မြေကြီးပေါ်မှာရှိတဲ့သူတွေကိုပဲကျွန်တော်ကကိုးကွယ်နေကြတာဖြစ်တယ်စီးကပ်နေကြတာဖြစ်တယ်ဒါမဲ့တမန်ချမ်းစာမှာဖော်ပြထားတဲ့အချက်ကတော့ထိုးသခင်ရဲ့နာမမှာတပါငါတို့ကိုကယ်တင်နိုင်သောနာမတစ်စုံတစ်ခုမရကောင်းငင်အောင်လူတို့တွေမပေါ်မရှိရဘူးတဲ့ နော်ကြားရောကျွန်တော်တို့ကိုကဲတင်နိုင်တဲ့သူဟာကောင်းကင်အောင်မြေကြီးပေါ်မှာပေါ်တော်မူတဲ့သူကကဲလို့မရဘူးဆိုတာကိုတမချန်းသားတွေကအတိအတင်းဖော်ပြတာတယ်။ကောင်းကင်အောင်မြေကြီးပေါ်မှာရှင်တန်ခဲ့တဲ့တကိုးရှင်တွေဘယ်သူပဲဘယ်သူပဲဝါမှကျွန်တော်ကိုကဲလို့မရဘူး။ကဲလို့ရတဲ့သူဒီအထက်ရမှာရှိတော်မူတဲ့ဖခင်အဲ့ဒါကခရစ်တော်ဖခင်ဖြစ်တယ်။ဒါကြောင့်ထိုးသူရဲ့နာမလို့ပြောတဲ့အခါမှာခရစ်တော်မှတပါကျွန်တော်ကဲတင်နိုင်မဲ့သူဟာကောင်းကင်အောင်မြေကြီးပေါ်မှာ ဘယ်သူမှမရှိဘူးဆိုတာကိုဖော်ပြထားတာတွေ့ရမယ်။ဒါကြောင့်ခရစ်တော်ယေရှုဟာရှင်မသက်ခိုင်း1ပိုင်း21ကိုကြည့်တဲ့ခါမှာလည်းပဲမိမိလူတို့ကိုအပြစ်မှကယ်တင်ဖို့ကယ်တင်တော်အရှင်သခင်ဖြစ်တယ်။ဒါကြောင့်ယေရှုခရစ်တော်ကတော့ရှင်ကျွန်တော်တို့ကိုအပြစ်မှကယ်တင်တော်မူသောဖခင်ဖြစ်တယ်။မိမိလူတို့ကိုဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့သားသမီးတွေကိုကယ်တင်နိုင်မဲ့သူသည်ဖုရားရှင်ယေရှုခရစ်တော်ပဲဖြစ်ပါတယ်။ဒါကြောင့်သခင်ယေရှုဟာတို့ချင်းဖုရားသခင်ရဲ့ဗျာဒိတ်တော်ဖြစ်ပါတယ်။ မိတ်ဆွေပေါင်းတို့ဒါကြောင့်မိမိရဲ့အရှင်သခင်အဖြစ်ကျွန်တော်တို့ကတော့ရှင်ယုံကြည်လက်ခံပြီးတော့သူ့ရဲ့ဂုဏ်တော်ကိုအမြဲချီးမွမ်းဖို့ရန်အတွက်အလုံးမပဲရည်ကြည်ပါတယ်ဒီနေ့ချက်တဲ့မိတ်ဆွေပေါင်းတို့သင်ကိုကယ်တင်တဲ့ဘုရားကိုသင်ကတော့ရှင်ယုံကြည်ကိုးကွယ်ဖို့တာဝန်သည်တင့်တာဝန်ဖြစ်တဲ့သင်ကိုကယ်တင်တဲ့ဘုရားသခင်ရဲ့ဂုဏ်တော်ကိုချီးမွမ်းဖို့တာဝန်သည်ယနေ့ကျွန်တော်ညီမအားလုံးရဲ့တာဝန်ဖြစ်တယ်ဒီနေ့ချက်တဲ့မိတ်ဆွေပေါင်းတို့တာဝန်မလစ်ဟင်းဖို့ရန်အတွက်ကျွန်တော်အားလုံးကအလုံးမပင်အရေးကြီးပါတယ် ဒါကြောင့်ခရစ်တော်လို့ပြောတဲ့ခါမှာသူဟာဆိုရှင်ဘိသိက်ခံတဲ့သူဖြစ်ပါတယ်မိတ်ဆွေပေါ့တို့ငါတို့လောကီလူသားတွေကိုအပြစ်ကျွေးအတွက်လဝါကားတဲ့ပုံမှာအသေးခံဖို့ရန်အတွက်သူဟာဆိုရှင်အဲ့ဒီဘိသိက်ကိုခံယူခဲ့တဲ့ဘယင်တကာတို့ရဲ့ဘယင်အရှင်တကာတို့ရဲ့ရှင်သခင်တကာတို့ရဲ့သခင်ဖယားတကာတို့ရဲ့ ဖျားဖြစ်တယ်ဆိုတာကိုယနေ့ကျွန်တော်အားလုံးကသိရှိနားတဲ့သဘောပေါက်ဖို့ရန်အတွက်အလုံးမပင်ရည်ကြည်ပါတယ်။ဒါကြောင့်ဒီနေ့ချစ်တဲ့မိတ်ဆွေပေါင်းတို့တမန်တော်ခန်းကြီး30ပိုင်းက38ကိုကြည့်တဲ့အခါမှာလည်းပဲဖျားသခင်ကတန်ရှင်းတော်ဝိညာဉ်တော်တွေလည်းကောင်းတကိုးတော်နဲ့လည်းကောင်းနာသရမြို့သားယေရှုကိုဗိတ်သိက်ပေးတော်မူသဖြင့်ထိုးတော်သည်ထိုးသူသည်ဖျားသခင်ရဲ့အခွင့်တော်နဲ့ဂျေစုပြုလျက်မာနညင်ဆဲတော်သူအပေါင်းတို့အားချမ်းသာကို ပေးလျက် လှဲ့လေတော်မူ၏ဒီနေ့ချစ်တဲ့မိစေပေါတော့ဒီနေ့ကျွန်တော်အားလုံးကမာနရဲ့လှဲ့သားမှုအောက်မှာကြားရောက်ခဲ့လို့သေခြင်းတရားကိုရင်ဆိုင်ရတာဖြစ်တယ်ဒါပေမဲ့လည်းပဲအဲဒီဘုရားသခင်ရဲ့ဘိတ်သိပ်ပေးခြင်းခံရတဲ့ယေရှုခရစ်တော်တို့ရှင်သူယေရှုခရစ်တော်အားဖြင့်ယနေ့ကျွန်တော်အားလုံးကကယ်တင်ခြင်းဆုကျေးဇူးကိုပြန်လည်ပြီးတော့ခံစားစံစားရတာဖြစ်တယ်ဒီနေ့ချစ်တဲ့မိစေပေါတော့ဒါကြောင့်ဘုရားသခင်ရဲ့ဝိညာဉ်တော်အားဖြင့်ဘိတ်သိပ် ခံဖို့ရန်အတွက်ယနေ့ကျွန်တော်အားလုံးပါဆိုရှင်အရောက်စီတိုင်းခံယူဖို့ရန်အတွက်အလုံးမပင်လိုအပ်ပါတယ်ဒါကြောင့်ယေရှုမှလွဲ၍ကိုးကွယ်ရာနတ်တီအခြားသောသူမရှိပါဘူးခရစ်တော်ဘုရားသခင်ကိုခိုးလုံကူစားယုံကြည်တဲ့သူတွေအားလုံးပါဆိုရှင်ထာဝရအသက်ကိုရမှာဖြစ်တယ်ကယ်တင်ခြင်းစုကျေးဇူးခံစားရမှာဖြစ်တယ်ကယ်တင်ခြင်းသည်ယေရှုထံမှပဲရရှိမှာဖြစ်ပါတယ်အခြားတစ်ပါးသောကောင်းကင်အောက်မြေကြီးပေါ်မှာ ရှိတဲ့သူတွေဒီမှာ ရရှိမှာမဟုတ်ဘူးဖရာသခင်ခရစ်တော်အားဖြင့်သာရရှိမှာဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ကျွန်တော်အားလုံးကတော့ရှင်ဖရာသခင်ရဲ့တပါတီတော်သားတော်ဖြစ်တဲ့ယေရှုခရစ်တော်ကိုကျွန်တော်ကတကယ်ပဲယုံကြည်ဖို့ရန်အတွက်အလွန်မှပင်ယေကြည်ပါတယ်ခရစ်တော်ကိုယုံကြည်ဖို့တာဝန်တည်ချစ်တဲ့မိတ်ဆွေကျွန်တော်တို့အားလုံးရဲ့တာဝန်ဖြစ်တယ်ခရစ်တော်ကိုယုံမှကျွန်တော်အားလုံးသည် ျွန်တော်ရဲ့မျောလင့်တန်းတားနေတဲ့မအိုနိုင်မနာနိုင်မသေးနိုင်တဲ့ထာဝရအသက်ကိုရရှိမှာဖြစ်တယ်ကိုရောပေးမယ်စုဂျေစုကောင်းကျူးကိုခံစားရမှာဖြစ်တယ်ခရစ်တော်ကသာလျှင်ကျွန်တော်ရဲ့အပြစ်ကိုခွင်းလွတ်တယ်အပြစ်ကနေမှကယ်တင်ပြီးတော့ရွေးနှုတ်တဲ့အရှင်ဖြစ်တဲ့အတွက်ကြောင့်ယနေ့ဘုရားသခင်ယေရှုခရစ်တော်ကိုယုံကြည်ကိုးစားပြီးတော့ဘုရားသခင်တပါး၌အမြဲတမ်းပဲ ကိုးစားယုံကြည်ပြီးတော့စက္ကန့်နိုင်ကြတဲ့ဘုရားသခင်များဘုရားရဲ့ဂုဏ်တော်ကိုအမြဲချင်းမွမ်းနိုင်ကြတဲ့ဘုရားသခင်များဖြစ်ကြပါစေကြောင်းဆုတောင်းဆန္ဒပြုနေဒီကုန်းချုပ်ပါတယ်ချစ်တဲ့မိတ်ဆွေများအားလုံးကိုဘုရားကောင်းချီးချပေးပါစေ thank you